အားလုံးပဲမင်္ဂလာပါဒီနေ့ April 28ရက်နေ့မှာတော့ပုဂိုးတိုင်းမင်းလာမြို့နယ်ကနေပြီးတော့ထွက်လာတဲ့စက္ကစအယောက်ပေါင်း80ကျော်တော့ကိုဒီဖက်ကနေပြီးတော့ပိတ်ဆိုးပြီးတော့တိုက်ခိုက်တယ်အဲ့ဒီမှာဆေးရောက်သေးတယ်လက်နက်ကဆစ်သုံးလိုက်ရတယ်အရှင်ကတော့တယောက်ဖမ်းမိတယ်ဆိုတဲ့ဟာကိုသတင်းများတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့စကိုင်းတိုင်းမုံရွာမြို့နယ်ခိုတန်းရွာကနေပြီးတော့ကင်းထစ်လာတဲ့နမခ ခုနှစ်၄ခုနှစ်ကနေပြီးတော့တက်ချက်ကြီးချင်းလေးအပါအဝင်ဆစ်သုံးယောက်သေးတယ်နော်ဆစ်သုံးယောက်သေးတယ်ဆိုတော့ဒီကိုသန်းရွာကိုနေပြီးတော့ခင်းလှစ်ဖို့ထွက်လာတယ်အဲ့ဒါကနမခခုနှစ်၄ခုနှစ်ကနေပြီးတော့တက်ချက်ကြီးချင်းလေးတယောက်ပါဝင်ဆစ်သုံးယောက်ကနေပြီးတော့မာလခီယာဖြစ်သွားတယ်နော်ဒီပေကတော့အပြင်မှာထွက်တာ ਨੇ တော်လိုင်းရဲ့အဖွဲတွေကစောင့်ကြိုပြီးတော့သမတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ အဲ့ဒီမှာမလာယာသားသမီးတွေဆိုလို့ရှိရင်ဘေးနေရာမှာပဲသွားသွားသွားတဲ့နေရာတိုင်းမှာဒီဖက်ကနေပြီးတော့စောင့်ကြိုပြီးတော့ကျွေးမဲ့เนาะအဲ့ဒီမှာပြောသီးတို့ပါတို့ငရုတ်သီးတို့ပါတို့ပေါ့ကျွေးမဲ့လူတွေကတော့အစင်သင့်စောင့်နေတဲ့ဆိုတဲ့ဟာကိုတော့ဒီသတင်းကိုချစ်ချစ်အားဖြင့်ကျွန်တော်တို့တွေ့နေတယ်နောက်တစ်ခုကမကွေးတိုင်းပခုတ်ကူမြို့နယ်မှာအဲ့ဒီမှာပြူစောထီရွာမှာတက်ဆွဲထားတဲ့ဒီစက္ကဆိုင်ရဲ့တက်တွေကိုနေပြီးတော့ဒီဖက်ကတော်လိုင်းရဲ့အဖွဲတွေကဒုံးနေနေပြီးတော့ ဘုံသေးအလုပ်ပေါင်း80ကျဲချတယ်အဲ့ဒီမှာနှရက်တတိအဲ့လိုမျိုးစစ်စင်ရဲကိုလုပ်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာစက္ကစအယောက်ပေါင်း10ယောက်ဒေဆုံးသွားတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကဂရနီပြည်နယ်ဖေခုံမှာဆိုလို့ရှိရင်တော့ဒီမိုးပြေမြို့ကနေပြီးတော့စက္ကစကအင်အားတရာနဲ့ထိုးစစ်ဆင်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာ PDF တွေဂရနီပြည်နယ်က PDF တယောက်ကအဲ့ဒီမှာကြာဆုံးတယ်အဲ့ဒီမှာပြည်သူတို့လည်းကြာဆုံးတယ် ဆိုတော့ရှစ်ကာကင်းတစ်ခုကိုသူတို့လက်လွတ်ပေးလိုက်ရတယ်နော်စကဆာကိုလက်လွတ်ပေးလိုက်ရတယ်ဘယ်သူတွေလဲဆိုလို့ရှိရင်ဒီဖက်ကဂရန်နီဖက်ကဒေါ်လာရဲ့အဖွဲ့တွေကဒီကာကင်းတစ်ခုကိုဆိုးပေးလိုက်ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ရေဘော်တယောက်ကြားတယ်ပြည်သူတယောက်ကြားတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဒိုဝေမှာပေါ့နော်ဒိုဝေမင်းနေမှာဆိုလို့ရှိရင်တော့ဒီဒိုဝေအမှတ်ရှစ်ပြထောင်စုံလမ်းမပေါ်မှာရှိတဲ့ဟာလီကွစ်ခန်းဝင်ပြီးတော့ဒေါ်လာရဲ့အဖွဲ့တွေကတင်ပိုက်တယ် ။သင်ပိုက်တဲ့ခါကျတော့ S6 ရောက်ကသေးတယ်။6လက်ကိုရတယ်။အဲ့ဒီတနက်တွေ6လက်ရတယ်။အဲ့ဒီမှာ6ရောက်ကုန်ပြီးတော့အရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာဖော်ပြတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကရခိုင်ပြည်နယ်เนาะရခိုင်ပြည်နယ်မြို့နယ်အများစုကိုဒီအရခတ်တက်တော် AA ကနေပြီးတော့သင်ပိုက်ထားတယ်။ရခိုင်ပြည်နယ်ရဲ့ဒီကြောက်ဖြူမြို့ဟာဆိုလို့ရှိရင်တော့ဒီတရုတ်ရဲ့တကိတ်ရင်းနဲ့စီမံကိန်းတဘောနဲ့တဲငွေရင်းနဲ့ ဘွားတန်းဝဲစီမံကိန်းကြီးကျယ်အဲ့ဒီမှာရှိတယ်။အဲ့ဒီတရုတ်ရဲ့လုံခြုံရေးတွေလည်းအဲ့ဒီမှာခြားထားတာတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီကိုနေပြီးတော့ကျွန်တော်တို့ DAA ကနေ process ဆင်ပြီးတော့တိုက်ခိုက်တယ်။တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီကြောက်ဖြူမျိုးနေမှာဆိုလို့ရှိရင်တော့အုပ်စုပေါင်း94အုပ်စုရှိတယ်။ဒါပေမဲ့အဲ့ဒီမှာအာခတ်တက်တော်ကဘလောက်ထိသိမ့်ပိုက်ထားလဲဆိုလို့ရှိရင်တော့အုပ်စုပေါင်း90ကိုသိမ့်ပိုက်ပြီးသားဖြစ်တယ် ဆိုတော့အဓိပ္ပာယ်ကတော့လေးအုပ်စုပဲကျွန်တော်လည်းခြေရောအုပ်စုလေးအုပ်စုပဲကျွန်တော်လည်းအဓိပ္ပာယ်ကတော့အများစုကိုအာကတ်တက်တော့နေပြီးတော့သင်ပိုက်ထားပြီးသားဖြစ်တယ်ဆိုတဲ့ဟာကိုတော့ တွေးရတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘုံမူးတယောက်ထွက်ပြသွားတယ်သူရောက်ဖွဲ့တယ်ထွက်ပြသွားတယ်ထွက်ပြတဲ့ဟာကိုနေပြီးတော့ဒီစက္ကဆဖက်ကအင်အားအလုံးအရင်နဲ့သူတို့ကိုလိုက်ရှာနေတယ်ထွက်ပြတဲ့အဖွဲ့ကိုနေပြီးတော့အကြီးကျယ်လိုက်ရှာနေတယ်ဆိုတော့ဒီကြောက်ဖြူမျိုးသင်းတိုက်ပွဲကိုတိုက်တဲ့ခါကျတော့ဒီဖက်ကစက္ကဆဖက်ကလူတွေအရဆိုလို့ရှိရင်တော်တော်ကိုအဖမ်းခံရတဲ့အရှင်တွေတော်တော်ဖမ်းလို့ရမိတယ် တော့ခုနကဒီပုံမှုတယောက်လည်းထွက်ပြေးတယ်နော်ထွက်ပြေးတယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ AA သိမ့်ပိတ်ထားတဲ့မုံတော့ဒီမုံတော့မှာဆိုလို့ရှိရင်ဒီ nature song ဖက်မှာဖြစ်တဲ့ခါကျတော့ဟိုဘင်္ဂလားဒေ့ရှ်နဲ့နှိစက်တယ်နှိစက်တဲ့ခါကျတော့အဲ့ဒီမှာ ARSA နော် ARSA နဲ့နေပြီးတော့ဒီပြာသာကြေးရွာမှာ ဒီမုံတော်မျိုးနဲ့ဖြတ်သက်ချက်ရောအနားမှာဆိုလို့ရှိရင်တိုက်ပွဲဖြစ်တယ်အတိပယ်တော့အာဆာနဲ့တိုက်ပွဲဖြစ်တယ်ဘယ်သူနဲ့လဲဆိုလို့ရှိရင် AA နဲ့တိုက်ပွဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကဒီ WSA ထိန်းချုပ်ထားတဲ့နေမျိုးတွေမှာဆိုလို့ရှိရင်နော် online ကြဖြတ်တွေအများကြီးရှိတယ်ဆိုတော့အတောက်ကနေပြီးတော့ဝရတက်ဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာဖမ်းတယ်ဖမ်းတဲ့ခါကျတော့ နော်အဲ့ဒီမှာအယောက်ပေါင်း82ယောက်ကိုဖမ်းဆီးရမိတယ်ဆိုတော့အဲ့ဒီလူတွေနဲ့အတူသူတို့ဆက်ဆက်တဲ့ပစ္စည်းတွေလည်းအများကြီးသိမ်းလို့ရတယ်အွန်လိုင်းကဂျာဖြဲလိမ့်နေဆိုတာကျွန်တော်တို့ဒီဖုန်းတွေနဲ့တက်ဘလက်တွေနဲ့ကွန်ပျူတာတွေနဲ့သူတို့အလုပ်လုပ်ရတာဖြစ်တဲ့အွန်လိုင်းမှာလူလိမ့်တာဘာလို့အွန်လိုင်းမှာလူတွေကိုဘန်တွေကိုစသဖြင့်ဒီလိုလိမ့်ရတာငွေလိမ့်ရတာဆိုတော့အဲ့ဒါနဲ့စီးပွေးလုံးကြတာပေါ့နော်အဲ့ဒီလူတွေဆိုတော့သူတို့ရဲ့ဆက်ဆက်တဲ့ပစ္စည်းတွေဆိုလို့ရှိရင်ဖုန်းတွေကွန်ပျူတာတွေ laptop တွေ desktop ရဲ့အဲ့ဒီဟာတွေကိုနေပြီးတော့သိသိရမိတယ်အဲ့ဒီလူတွေကိုလည်းနောက်တရုတ်နိုင်ငံဖက်ကိုလွှဲပြောင်းပေးတယ်ဆိုတဲ့ဟာကိုလည်းသတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကဒီမာလာအပါအဝင်106ခုကိုနေပြီးတော့ EU ဥရောပကနေပြီးတော့တန်ခတ်ပေးဆိုတဲ့အဲ့ဒါကစီးပွားရေးတန်ခတ်ပေးဆိုတဲ့သူတို့ရဲ့အဝင်ထွက်ဗီဇာတို့ပါတို့စသည်ဖြင့်နော်အဲ့ဒီဟာတွေကိုနော်သူတို့ပေးဆိုတဲ့ပြီးလို့ရှိရင်တော့အဖွဲ့အစည်းပေါင်း20နဲ့2ခုကိုနေပြီးတော့ ်တန်ခတ်ပိတ်ဆိုးတယ်ဆိုတော့ဒီ2026အထိ2026အထိတက်တန်းကိုတိုးလိုက်တယ်ဆိုတဲ့ဟာကိုလည်းသတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုက ARD တိုင်းဒီအင်ကပူမြို့နယ်မှာဆိုလို့ရှိရင်တော့ဒီကွင်းကောက်မြို့မှာဆိုလို့ရှိရင် AA ရောက်လာမယ်ထိုးဆေးတွေဆင်တော့မယ်ဆိုတဲ့ဟာကိုဘသူပဲကြားလို့ဆိုလို့ရှိရင်ဒီစက္ကစဖွဲ့တွေကသတင်းရတယ်တတိယတဲ့ခါကျတော့အဲ့ဒီမှာလုံးဝခံစစ်တကောအကြီးအကျယ်လုံခြုံရေးတကောအကြီးအကျယ်လုံးပြီးတော့ ဲ့ဒီ AA ကိုခံစစ်ပြင်ဖို့အတွက်အဲ့ဒီမှာအကြီးကျယ်အင်အားတွေဖြစ်နေတယ်အဲ့ဒီအင်အားတွေလည်းတော်တော်ကိုပို့နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါ AAD တိုင်းရဲ့အခြေအနေဆိုတော့ AAD တိုင်းမှာလည်းတော်တော်ကိုတင်ထားတဲ့နေမျိုးတွေရှိတယ်အရခါဒီတက်တော်ကနေပြီးတော့เนาะဆိုတော့ဒီနေ့เนาะ April 28ရက်နေ့မှာတော့တတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ